တမတမိုးတဲ့ဘုရားကြတော့တဆူပဲပွင့်လို့ရနှစ်ဆူပွင့်လို့မရတဆူဆိုတဲ့အချိန်မှာဘယ်အချိန်ထိအောင်သွားတာတုံးဆိုဓာတ်တော်လေးတဆူရှိနေသေးရင်ကိုနောက်ဘုရားမပွင့်ရသေးဘူးသူကဘယ်လောက်ပါရမီဖြည့်ရတုံးဆိုဘုရားဖြစ်ဖို့ရကအ ਨੇ ဆုံး၄အသင်ချင်းနဲ့ကမ္ဘာတသိင်းနဲ့အဲ့ဒီထဲမှာတရာရိကဘုရားဆိုလို့ရှိရင်၈အသင်ချင်းနဲ့ကမ္ဘာတသိင်း ဝိရိယအဓိကကျတော့16သင်္ချေနဲ့ကဘာတသိလို့ဒီလိုပါရမီဖြစ်ရတာရှိသေးတယ်ပေါ့သူတို့ရဲ့တတ္တာစွာအာပညာစွာအာဝိရိယစွာအာ၄အလိုက်နှစ်အတိုင်းတာလို့ကွဲပြားခြားနာမှုရှိတယ်ရောဖိစိကဘုရားတွေကျတော့အဲ့လိုကွဲပြားခြားနာမှုမရှိဘူးဖိစိကဘုရားဖြစ်ဖို့ရာကျတော့ နှစ်အတင်ခြေနဲ့ကဘာတသိမ်းပါရမီဖြစ်ရတယ်။ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့လိုအက္ခတဝကဖြစ်ဖို့ကြတော့တစ်အတင်ခြေနဲ့ကဘာတသိမ်းလို့သူတို့ဆိုတယ်။ကျန်တဲ့မဟာသာဝကတွေကတော့ကဘာတသိန်းလောက်ပဲပါရမီဖြစ်ရတယ်။ပဂတိသာဝကတွေကတော့လွတ်ကောင်းမှုလုပ်ပြီးတော့အခြေခံကြသွားရင်အခုဘဝဖြစ်နောက်ဘဝကျွတ်ချင်ကျွတ်မှာပဲဒါတော့နော်။သိပြီးတော့ရေရှည်လုံးเสียမလို့ဘော ဒီထူးထွန်းထက်မြက်တဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးတမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်ပြောရတယ်လေနည်းနည်းထူးထွန်းထက်မြက်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ကြတော့အချိန်ယူရမှာပေါ့ဒါဟုတ်တာပဲ